ကဲဒီနေ့တော့ကျွန်တော်မစ်ဆွေများကျွန်တော်ဒီကြောက်လေးတလုံးကျူးပတ်လေးပေါ့နော်ကျူးပတ်ကြောက်လေးတလုံးနဲ့မိတ်ဆက်ပေးပဲနော်ဒီကြောက်လေးဖြတ်ချင်တာကြောက်လေးကတော့နည်းနည်းလေးစိတ်ဝင်စားစရာကောင်းတယ်သူကမန်းကျူးပတ်တာလေးနည်းနည်းလှနော်မန်းကျူးပတ်တာလှတယ်ပြီးတော့မန်းပိတာမဟုတ်ဘူးပြမန်းပိတာပေါ့နော်မန်းကျိုးအနေနဲ့ကတော့သွားတာတော့သွားတယ်ဒါပေမဲ့မန်းပူပိတာပေါ့နော်အဲ့တော့မန်းပိတဲ့နေရာတွေပေါ့နော် မှန်းပြီးတဲ့အနေထားမျိုးတွေနည်းနည်းစိတ်ဝင်စားတယ်ပြီးတော့သူ့ရဲ့ကျိုးပုံစံကအဲကျွန်တော်တို့အကာပါတဲ့ပုံစံမျိုးပေါ့ဒီကျိုးကကျွန်တော်တို့အကာပါတဲ့ကြောက်တွေမှာပါတဲ့ပုံစံမျိုးလိုဖြစ်နေတာပေါ့နော်အဲ့ဒါလေးနည်းနည်းလေးစိတ်ဝင်စားစရာကောင်းတယ်ကြည့်အောင်ဒီမှာကျိုးကိုပြောတာနော်ကျွန်တော်ဒီကျိုးရဲ့မှန်းပြီတာကိုပြောနော်မှန်းပြီတာကိုပြောတော့မှန်းပြီတာပေါ့နော်အဲမှန်းပြီတာကိုကျွန်တော်သဘောကျတယ်ဒီမှာနော်ဒီမှာမှန်းကျိုးသွားနေတယ်ဒီမှာမှန်းကျိုးသွားနေတယ်အဲမှန်းပြီတော့ဒီမှာမှန်းပေါ်မှာတမိနဲ့ထောက်ကြည့်တာကကြောင်မျိုး ကောင်းတဲ့လက္ခဏာမတွေ့အောင်เนาะဒီမှာဒီမှာကြည့်လိုက်တယ်ဒီဘက်ကျတော့ကောင်းတယ်ဒီမှာအသားဘက်ကျတော့ကြောင်မျိုးကောင်းနေတာတွေ့လားเนาะအသားဘက်မှာကျတော့ကြောင်မျိုးဝမ်းနေတာပဲเนาะအဲ့တော့မီထိုးပေါက်နေဒီမှာမန်းပေါ်မှာကျတော့မပေါ်ဘူးအဲ့ဒါပဲကျွန်တော်တို့ကအဲ့တော့အကာပါတဲ့ကြောက်တွေပါပါတဲ့လက္ခဏာပုံစံမျိုးဒီမန်းကျိုးကပိတာเนาะအဲ့မန်းကျိုးပိတယ်ခေါ်တာပဲကျွန်တော်ကတော့เนาะအဲ့တော့ဒီမှာကြည့်ဒီမှာဘေးမှာကြောင်မျိုးကောင်းနေဒီပေါ်မှာဒီမှာကြောင်မျိုးမရဘူးကြောင်မျိုးတိတ်မရဘူးပေါ့เนาะ အဲ့ဒါကျွန်တော်ကဒီအပေါ်ကအကာပါတဲ့ပုံစံမျိုးအကြောင်းလို့ထင်ပါတယ်အဲ့တော့ဒီမှာနတ်ပေါ်လေးဒီမှာကြည့်အောင်ဒီမှာဒီမှာကျတော့ပဲ့နေတဲ့လက်ချက်တွေ့လို့ကျွန်တော်ထောက်ကြည့်အောင်ငယ်ပဲ့တဲ့နေရာမှာကျတော့ဒီမှာကျိုးရှိပြီးတော့အဲ့ကျိုးရဲ့အပေါ်မှာကြောက်စီပါတယ်နော်ဒါပေမဲ့ဒီကြောက်ကဒီကျိုးကကျွန်တော်တို့ကြောက်အဖြောင့်အကာလာမဟုတ်ပါဘူးနော်အဲ့တော့ကစွန်းဖြစ်မှာပါနော်အဲ့တော့ကစွန်းကျိုးပေါ့နော်အဲ့တော့ကစွန်းမဲ့ဖြစ်မှာပါကျွန်တော်မြင်ရတော့ အဲ့တော့ကျိုးကတော့ဓာတ်ဆောက်ပတ်ပါတယ်ဒီမှာပန်းတာပေါ့နော်ဒီမှာလည်းဒီမှာပန်းကျိုးတွေရှိပါတယ်ဒီမှာပန်းကျိုးတွေဒီပန်းကျိုးတွေကတော့ပန်းကျိုးဘက်ကတော့ကြောင်မျိုးကောင်းတယ်နော်အဲ့တော့ဒီပေါ်မှာတော့အမှန်ပြီတယ်အဲ့တော့ဘလို့ထွက်လာမလဲပေါ့နော်မင်းအဲ့တော့ဝယ်ထားဘယ်လောက်လဲဆိုတော့ဒါလေးကညီလေးမလေးရှားလားမသိပါဘူးညီလေးမလေးရှားလားထိုင်းရလားမသိနော်ဟိုဟာ12သိန်းဆိုလားမသိဘူးနော်12သိန်းလို့ပြောတာပဲနော်ဒီမှာဒီမပေါ့ဘူးနော်ဒီမှာဒါမှဘေးမှာပဲပေါ့တာနော်အဲ့တော့ဒီပေါ်မှာတော့ရန်လဲ ညက်တယ်အဲဒီပေါ်မှာရမ်းညက်တယ်เนาะမန်းလဲပြည့်ရယ်ပြီးပြီးပြင်ပြင်လဲသွားတယ်အဲ့နန်းဖြတ်မယ်ဗျာအဲ့နန်းတိုင်းဖြတ်မယ်အကဲညီလေးနေစောညီလေးနေစောကဲစနေသေးเนาะအော်ရင်တော့အော်ရင်တော့အများကြီးအောင်ပါနောက်ကျဲနော်ဒါကြီးမရှုံးနိုင်တဲ့ကြောင်မျိုးပေါ့ဗျာခေါင်းကြောင်ဆိုပေမဲ့လေနော်တိတ်မရှုံးနိုင်တဲ့ကြောင်မျိုးလို့ကျွန်တော်မြင်နေပါတယ်နော် မှန်မှန်ကတော့ကျွန်တော်ဖြတ်ကြည့်မှသိရမှာပေါ့နော်မှန်မှန်ကတော့ဖြတ်ကြည့်မှသိရမှာပါကဲအနာဒီဘက်ကိုနည်းနည်းလေးရောအဆောင်သွားတာပေါ့နော်ဒီနန်းပေါ့နော်ဒီနန်းမှန်တာပါကဲဒါပေါ့နော်ဒီမှာစုံချက်နော်ဒီဘက်ကလည်းဒီမှာစုံချက်ပေါ့နော်ကဲဒီစုံချက်နှစ်ချက်ထည့်ရပြီလေနော်အဲ့တော့ဒီမှာအကုန်ထည့်နေဒီမှာအကုန်ထည့်နေပန်းနေနော်ကျွန်တော်မိတ်ဆွေများโอเคကဲကြည့်အောင်များနော်ဒီနေ့ရန်ကျိုးစင်မင်္ဂလာပါ ကဲကျက်သွားပြီနော်အနာဆိုတော့အနာဆိုတော့အနာဆိုတော့ရှက်ခနဲ့နေတာနော်ဒီဘက်ကတော့ကဲကျွန်တော်တို့ရေးဆွလိုက်ပြီနော်ကဲရေးဆွလိုက်ပြီနော်အဲ့ဒီကျိုးလေးဖြစ်ပါစေဆုတောင်းပါတယ်နော်ညီလေးနေစောနိုင်ငံသားနေလှမ်းဝင်ထားတယ်နော်နိုင်ငံသားနေလှမ်းဝင်ထားတဲ့ညီလေးတွေဆိုတော့အောင်းစီခြင်းပါတယ်နော်ခေါင်းကြောက်ခေါင်းကြောက်နော်ကဲကြည့်အောင်များကျွန်တော်မျိုးစီတွေ ဖြတ်သွားတာတော့ဒီမှာနည်းနည်းလေး W ကနေဖြတ်သွားတာဆိုတော့နားထဲမှာဆက်သွားတယ်မဟုတ်နော်ကြည့်ကြည့်အောင်ညာဟာဟာမမေကြီးဟာမမေကြီးကြည့်ကြည့်မယ်ညာမမေကြီးဘာမမေကြီးတို့ကစုံတော့ကစုံလို့ကျွန်တော်ပြောပြသားပဲဆော်ရီတယ်နော်ဟာဒီမှာဒီနေထားရဆိုရင်တော့ဟာဒီနေထားရဆိုရင်တော့ငန်းကြီးလေးအင်းထားကားတော့မလားမသိဘူးနော်ကြက်ဆက်ဆွဲမယ်ညာဒီနေ့နေစော့ ဟာဘာကြီးတို့မဲမဲကြီးဘာကြီးတို့ပြန်အောင်လိုက်မယ်အပေါ်လာကြည့်တော့မဲမဲကြီးကနော်ညှို့နေတာပဲနော်မဲမဲကြီးဗျာကဲအဲ့မဲမဲကြီးကိုကြည့်မယ်ဗျာကျွန်တော်မျိုးစေးတွေနော်မဲမဲကြီးကိုကြည့်မယ်နော်ကဲဆန္ဒသိရအောင်လားမအောင်လားဒီတိုင်းကြည့်လို့တော့မသေးကြသေးဘူးเนาะမဲတော့မဲနေတာပဲเนาะကဲထောက်ကြည့်မယ်ထောက်ကြည့်တော့ ။ဘာတွေ့လဲဆိုတော့ကျွန်တော်မှန်မှုနဲ့ကြည့်လိုက်အောင်။ကြောင်မျိုးကောင်းနဲ့အဲ့ဒီအပေါ်မှာကြောင်မျိုးကောင်းနဲ့အဲအရင်ကတော့ကျွန်တော်ပြောသလိုကစွန်းပါတယ်။ကစွန်းပဲလဲတယ်။အနထပ်ပေါ်မှာမိတဲ့အတွက်ကြောင့်အနထပ်ပေါ်မှာမိနေတဲ့အတွက်ကြောင့်ကြည့်ရတာနည်းနည်းလေးဒီဘက်ကမကောင်းပါဘူး။နော်နောက်တစ်နှမ်းမြတ်ထပ်ပြရအောင်လားမသိကြည့်ဦးမယ်ဆက်ကြည့်ဦးမယ်နော်။ဒီဘက်ကလှနေတယ်ဒီဘက်ကနော်။အဲဒီမှာကြောင်မျိုးကြောင်သားဒီမှာဒီမှာကျွန်တော်မရှိပါဘူးเนาะကြောင်မျိုးကြောင်သားကောင်းနေဒီမှာကြောင်မျိုးကြောင်သားကောင်းနေเนาะအဲ့တော့ အလေကျော်ကနော်ဒါမှဘေးသားတော့ကျွန်တော်ပြောသလိုပါပဲခါသားပေါ့နော်ခါသားတောင်တိတ်မရောက်ချင်ဘူးဒီပဲဘေးရနော်အဲ့တော့ဒီပုံမှာကတော့အသက်ဆန်းအဆင့်အထိတောင်ရောက်သွားပါတယ်နော်ဒီပုံမှာအသက်ဆန်းအဆင့်အထိရောက်သွားတယ်နော်အဲ့တော့မန်းပြီးတဲ့အကျိုးပေါ့နော်မန်းပြီးတော့မန်းပြီးတော့ဒီမှာကြောက်သားပါညက်တယ်ညက်တယ်ရန်လင်းညက်တော့ကြောက်သားတွေပါညက်တယ်နော်ဒီပဲချမ်းနေနေတော့ရန်လှနေပါပြီအဲ့ဆက်ကြည့်မယ်ပြကျွန်တော်တို့ကဲဒီမှာနော် ဲ့တော့ဒီဘက်ကာလာလေးကအမဲဒီနားလေးကကျွန်တော်မိတ်ဆွေပဲဒီနားလေးကကာလာလေးကဖြောင်းကျင်သလိုတော့ဖြစ်သေးတယ်ဒီမှာတော့ဒီမှာနော်ဖြောင်းကျင်သလိုဖြစ်သေးတယ်အဲ့တော့ကျွန်တော်ဖြတ်တဲ့နန်းကအနာတိုင်းဖြစ်တဲ့အတွက်ကြောင့်အာဒါနှစ်ထပ်ဒီအများကြီးခံတာပေါ့နော်အဲ့တော့ကြောက်ရဲ့အနေထားကိုသုံးသပ်ရရင်တော့12သိန်းကလောလောဆယ်ဆယ်တော့မဆိုးသေးဘူးနော်ပြီးတော့ကျွန်တော်တို့ဒီမှာအထက်ခံနေတာသူ့ရဲ့ main ပေါ့နော်ဒီနေရာတွေမထီသေးဘူးဒီမှာနော်ဒီအပေါ်လေးတော့ထီနေပြီကြည့်အောင်နော်ဒီမှာတော့နှစ်ထပ်ရှိတယ် အနေထက်ရှိတယ်ဒီမှာတော့ဓာတ်ကောင်းအထက်တော်တော်လေးခံရတာအထက်တော်တော်ကြီးတယ်ပါတယ်ဗောနော်ဒီအထက်တော့ကျွန်တော်ဘလို့ခွာပြီးဖြတ်ရင်ကောင်းမလဲစဉ်းစားဗောနော်တကယ်တမ်းပြောရရင်တော့ဒီမှာဒီနေရာတွေကဒီနေရာတွေကတယ်ဗောနော်ကျွန်တော်ဖြတ်ရှင်တဲ့နန်းကဒီတိုင်းနော်ဒီတိုင်းဆိုရင်ဘလို့လာနိုင်မလို့အော်ဒီနန်းတွေတော့အကုန်မိမှာဗောနော်ဒီနားလောက်တရားတွေဒီနားလောက်တရားတွေဒါမှမဟုတ်သွားမှာဟုတ်နော်ချက်မယ်ဆိုရင်နော်တူးစားဆိုတော့เนาะဒါဘူးသွားมาဆိုတော့ဒီပေါ်နန်းတော့မိမှာဒါမဲ့ तू အောက်มาတော့အနာလေးတွေရှိတယ်အဲ့တော့ ပွင့်ထုတ်ရင်လေထုတ်လို့ရတယ်အဲ့တော့12သိန်းကဒီအနေထားကတော့ကြည့်အောင်ပြကျွန်တော်ဝယ်ရလားပဲကြည့်မှာနော်12သိန်းအနေထားကတော့မစိုးဘူးဗျမစိုးဆိုတာဟိုပါဗောအရင်ပတ်ချလဲရတော့သွားမှာနော်အရင်ပတ်ချလဲသွားမှာကျွန်တော်ဝယ်ရလားဆိုကျွန်တော်သိန်းကြီးဝိုင်းတော့ဝယ်ရတယ်ဗောအလုံး10သိန်းပေါ့နော်ကျွန်တော်ဝယ်မယ်ဆိုတော့ဈေးနှုန်းပဲကြည့်ကြည့်တော့10သိန်းကတော့အလုံးဆုံးတော့ဝယ်ရတာ ဒီမှာတော့နှက်ပေါင်းတယ်ဗောနော်ဒီမှာတော့ရှိတာဗောနော်အဲဒီထက်ကညှော်လင်းချက်တော့ကောင်းတယ်အဲညှော်လင်းချက်နဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာလည်းမန်းသွားလာကောင်းတဲ့အတွက်ကြောင့်ကြောင်ဝိုင်းမှာတိုက်မယ်ဆိုရင်တော့ညံ့မှာနော်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ကဖြတ်မဲ့လူကျွန်တော်ရဲ့ဖြတ်မဲ့ယူဆနဲ့ကျွန်တော်တွတ်တဲ့အနေထားရဆိုရင်တော့အင်းအဲ့လိုပြောရတဲ့ဝယ်တဲ့လူကတိကုန်ပြီးတော့ဝယ်မှာမှမသိဘူးနော်ဖြတ်တဲ့ယူဆနဲ့ရဆိုရင်တော့ကျွန်တော်ကကျွန်တော်ကြိုက်တဲ့စီကိုကျွန်တော်ပြောတာပါနော်အဲ့တော့ကျောင်းဝိုင်းထဲမှာကတော့ဒါကသူ့အမြင်ကို့အမြင် အမြင်နေမတူတဲ့အတွက်ကြောင့်နော်ကြိုက်တဲ့လူကကြိုက်တဲ့လူလိုက်ဝဲတာပေါ့နော်ဖြတ်ကွက်တွေရှိတာပေါ့နော်ကဲအဲ့ဒါဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေဒီမှာတော့ဒါလေးတော့ကျွန်တော်မှတ်ချော့ပြပေးမယ်နော်ဒီမှာနော်နှစ်ပေါက်ကောင်းပါလေဒီမှာနော်အရန်ကောင်းပါလေဒီနာလေးကနော်ကြောင်မျိုးကောင်းတယ်ဒီမှာလည်းကြောက်သားကောင်းတယ်အဲ့တော့အသက်ဆန်းဆွဲဟိုနော်ကဲကြောက်ဆိုတာမျိုးကနော်ဒီရင်ပြောလေကိုကြိုက်မှရောင်းလို့ရတာပေါ့နော်အဲ့တော့ကိုရောင်းညီမရောင်းပါပေါ့နော်အဲ့တော့လူယူလို့ရတာမှမဟုတ်တာဘူးနော် အဲ့တော့ကျွန်တော်ကအရင်ပြောတယ်အရင်ပြောတာတွေသိကောင်းနေမရှိဘူးเนาะကျွန်တော်အရင်လည်းပြောလို့ရတယ်ရောင်းလာလည်းပြောလို့ရတယ်မြတ်တာလည်းပြောလို့ရတယ်ဘာမှမဖြစ်ဘူးเนาะကိုကြိုက်မှကိုရောင်းတာဟုတ်တယ်မလားအဲ့တော့လကန်းနေဘာလို့ညာနေပါအောင်เนาะကဲကျွန်တော်မေးဆွေးနေမှတ်လေးတော့ချုပ်ပြပေးလိုက်မယ်เนาะမင်းလာနန်းလေးတနန်းနေပြီပါတယ်မင်းလာနန်းလေးမင်းတော့ကန်းကြီးတိုင်းလှုပ်ချက်ကောင်းတယ်ဒီမှာညို့လားနော်ညို့လားနော် ကြည့်အောင်တခြားကြည့်အောင် ်ဒီနေ့တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်တွေ့လားအဲအဲ့တော့နောက်လူခေါင်းပါသေးပါနော်ကျွန်တော်တို့အဲ့လိုခေါင်းချက်လေးနဲ့ကိုဆိုရင်လည်းအဲ့လိုခေါင်းချက်လေးနဲ့ပဲဝယ်ခြင်းတာနော်အဲ့တော့နောက်လူလည်းခေါင်းချက်လေးနဲ့ဝယ်ပါစေနော်ကဲညီလေးနေစောနော်ဘာပဲဖြစ်ဖြစ်ကြောက်ဆိုတာတောင်းနေတောင်းအမြင်ချင်းအကြိုက်ချင်းမတူပါဘူးဒါကတော့ကျွန်တော်ကျွန်တော်အမြင်ကျွန်တော်ပြောတာပါနော်အဲ့တော့ကျန်တာကတော့ကျွန်တော်တို့ဆက်ကကြတာပါနော်အဲ့တော့ဆက်ကပြီးတော့ဆက်သွားကြတာပေါ့ကျွန်တော်ညီလေးဖြတ်ဆိုတော့လေတစ္ဆာဖြတ်ဆိုတော့လေကျွန်တော်ကတစ္ဆာဖြတ်ပေးလိုက်တာပေါ့နော် ကဲကျွန်တော်တော့ကျွန်တော်တောင်းကြည့်အောင်ဖြတ်ပေးပြီးသွားပြီเนาะဈေးကွက်လည်းတင်ပါမယ်เนาะရောင်းတာမြောင်းတာကသူတို့ရဲ့အပိုင်းဖြစ်သွားပါပြီเนาะကျွန်တော်ကတော့ရောင်းဆိုရောင်းပေးလိုက်တယ်ဖြတ်ရှင်ဖြတ်ပေးလိုက်တာပဲเนาะကဲအားလုံးကျွန်တော်ရဲ့ channel အားပေးတဲ့အားလုံးကျေးဇူးပါเนาะโอเคအားလုံးဘိုင်ဘိုင်ပါเนาะ